အားလုံးပဲမင်္ဂလာပါရှင်။ဒါရှိကတော့ရမင်းချက်ပန်တန်တန်းကျောင်းမှာဆရာမရမင်းမဖြစ်ပါရရှင်။အခုဗီဒီယိုဖိုင်လေးကတော့ Andri ခန်းကြီးတွဲလုံးသုံးဖိုင်မြောက်ဖြစ်တဲ့သင်္ဘေးမှာဖြစ်ပါတယ်နော်။ကြည့်စပါမယ်။နံပါတ်1ခန်းကြီးလေးကကမူရင်းလေးတွေအရင်ကြည့်မယ်နော်။မူရင်းဒါလေးကလေထွက်ခွာတာ။ဒါလေးကထွက်ခွာတာ။ရှုပ်ပတ်စွတ်တို့ဘာလို့မှပါတယ်ထွက်ခွာတာမျိုး။ ဒါလေးကချွေးချွေးထွက်ခွာတယ်မပြောချွေးထွက်တယ်ပေါ့ချွေးထွက်တာပြီးမှမူထုံးစံတိုင်းမူရင်းပြန်နှွေးပေးမယ်နော်အများနဲ့မှာတယ်နော်မူရင်းပြန်နှွေးပေးတဲ့အခါမှာမှတ်နီးမတူခဲ့ရင်ကိုအကိုခေါင်းထဲမှာဆွဲနေတဲ့မှတ်နီးသုံးပါအောင်မှတ်နီးမှတ်စရာမလိုတော့လဲမလူမယူနေတော့နော်ဒါကတော့မရလိုက်တဲ့လူရှိမှဆိုလို့ပြန်ကူညီပေးတဲ့ထပ်ကူညီပေးတဲ့သဘောပဲနော်ထွက်ခွာတာနဲ့ချွေးနဲ့ပေါင်းရင်ချွေးထွက်တယ်ဒီကန်းကြီးကညစ်ပေတာညစ်ပတ်တော့ခိတနိုင်လို့ပါတော့ညစ်ပတ်တာ ဒီကန်းကြီးရဲ့မူရင်းဒိဗေအလုတ်အလုတ်တွေးကြည့်ပါဦးညစ်ပတ်တဲ့အလုတ်ဆိုလိုတာလေအလုတ်ခွင်ရညစ်ပတ်တယ်ဆိုတော့အာဂတိလိုက်စားတယ်လက်စားတန်ရှင်းမှုမရှိဘူးပေါ့ကွယ်တန်ရှင်းမှုမရှိဘူးပေါ့ဥမာကလက်ထိုးတယ်လက်ပေးလက်ယူစသဖြင့်အဲ့လိုမျိုးပေါ့အဲညစ်ပတ်တယ်ပေါ့ညစ်ပတ်နေတဲ့အလုတ်ကအာဂတိလိုက်စားမှုလက်စားမှုပေါ့ကိုပြောတာမဟုတ်ဘူးနော်စားထဲမှာပါတာကိုရှင်းပြတာနော်နောက်တစ်ခုဒါလေးကဥပမာတတူအဲဘားတော့ရေဆိုရဲဥပမာ ဒီကန်းကြီးလေးကဆွတ်တော့အပြင်ဘက်အပြင်ဘက်ဥပမာပေးရတဲ့အပြင်ဘက်ချွင်းချက်ချွင်းချက်ဆိုတာဥပမာကွယ်အဲထားပါတော့ကိုစာတစ်ခုခုသင်တယ် grammar တစ်ခုခုသင်တယ် grammar တစ်ခုခုသင်ဒါလေးကတော့ဒါလေးပါပါဥပမာလေးနဲ့ပြောသွားတယ်အချို့ကကျတော့ဥပမာရဲ့အပြင်ဘက်ဖြစ်သွားတယ်ကိုပေးလို့ရတဲ့ဥပမာရဲ့အပြင်ဘက် အဲ့ဒါချွင်းချက်ဖြစ်သွားတယ်ချွင်းချက်ကြတော့ဒါလေးတော့တီးတတ်မှတ်ကွဲဆိုပြီးပြန်ပြောရတယ်အဲ့တော့ချွင်းချက်ဆိုတာမျိုးကဥပမာပေးလို့ရတဲ့စာရဲ့အပြင်ဘက်ကိုရောက်နေတာဥပမာအဖြစ်နဲ့ရှင်းပြလို့ရတဲ့ဟာရဲ့အပြင်ဘက်ကြတော့ချွင်းချက်ဒါလေးတွေကပါတတ်တယ်နော်သုံးခုရှိပြီနော်ထွက်ခွာတာထွက်ခွာတာနဲ့ချွေးနဲ့ပေါ့နော်ချွေးထွက်တယ်ဒါလွဲတယ်ညစ်ပတ်တယ်အလောက်ခွင်မှာညစ်ပတ်နေတယ်မတန်ရှင်းမှုဆိုတာခုနကပြောလက်စားမှုတွေပါရှိတာ ဥပမာပေးလို့ရတဲ့အပြင်ဘက်ဆိုရင်အဲ့ဒါကချွင်းချက်ဥပမာကျောင်းသားတို့စာတခုခုသင်နေဒါလေးကတော့ဘာဥပမာတော့ဘာသူ့ဘာနဲ့သူချွင်းချက်မဟုတ်လို့ရှင်သူဥပမာလေးနဲ့သူပြောနေတာဒါပေမဲ့ဥပမာပေးလို့ရတဲ့စာရဲ့အပြင်ဘက်ကိုထပ်ထောက်ရတယ်ဥပမာရဲမှာဥပမာပေးလို့ရတဲ့စကားမဟုတ်ဘဲနဲ့အပြင်ဘက်ထပ်တင်ရတယ်အပြင်ဟာတီးသန့်ထပ်တင်ရအဲ့ဒါချွင်းချက်ဖြစ်သွားတယ်ဒါကကျင်နာတာအရှိရတဖိုင်မှာပါသွားတယ်ကျင်နာတာရှိတယ်ထူးချွန်တာရှိတယ်ဒါကအရင် စဉ်းစားကြည့်မယ်ဦးစားပေးခြင်းဆိုတဲ့အလုပ်ကလေကျင်နာတဲ့လူတွေပြုလုပ်တာတကူကောင်းဆန်တဲ့လူတွေကကိုယ့်အတွက်ပဲကိုယ်ဦးစားကိုယ့်အတွက်ကိုယ်ယူမှလေဦးစားပေးတယ်ဆိုတာကျင်နာတဲ့လူတွေရဲ့အလုပ်ဦးစားပေးတယ်ဆိုတာအရင်ပြုလုပ်ခိုင်းတာဦးစားပေးတယ်ဆိုတာအရင်ပြုလုပ်ခိုင်းတာဒါကြတော့ဒီဘက်ကနေပြန်ရှင်းသွားတယ်เนาะဒီဘက်ကနေပြန်ယူသွားတယ်ဦးစားပေးတယ်ဆိုတာဘယ်သူတွေလုပ်တဲ့အလုပ်လဲဆိုတော့ကျင်နာတဲ့လူတွေလုပ်တဲ့အလုပ် ဦးစားပေးတယ်ဆိုတာဘယ်လိုလုပ်ခိုင်းတာလဲဆိုတာဦးစားပေးတယ်ဆိုတာနောက်မှလုပ်ခိုင်းတာမဟုတ်ဘူးအရင်ပြုတ်လုပ်ခိုင်းတာအရင်ဦးစားပေးတယ်ဆိုတာကျင်လာတဲ့လူတွေပြုတ်လုပ်တဲ့အလုပ်ပြီးွားလို့ရှိရင်နောက်တစ်ခုကဘာလုပ်ခိုင်းတာလဲအရင်ပြုတ်လုပ်ခိုင်းတာပြောင်းရွှေ့နေတိုင်းနေဒါကနေရာတွေပြောင်းရွှေ့တာဒါဒေရိုးပဲဒါလေးကနေထိုင်တာဒီနေ့သင်တဲ့အန်ဒူရန်လေးမှာလေအန်ဒူပိုင်းသင်ရင်လည်းဒီစကလုံးလေးပါသွားတော့ဒါလေးကိုလေဟိုပညာရဏအဖြစ်နဲ့သင်ပေးလိုက်ခြင်းလို့မခက်ပါဘူး ဒါကပြောင်းရွှေ့တာဒါကနေထိုင်တာမြင်လိုက်လို့မေခွန်းဟောင်းထဲမှာမြင်လိုက်လို့ဒါလေးထည့်တင်ပေးခြင်းလို့တင်တာအခက်ကြီးမဟုတ်ဘူးပြောင်းရွှေ့တာနဲ့နေထိုင်နေပေါင်းတော့ပြောင်းရွှေ့နေထိုင်ခြင်းတန်ရှင်ရေးစိုးကြည့်ဒါကလှဲတာဒါကလှဲတာဒမျက်စီးပါတွေလှဲတာဒါကဖေရှားတာတန်ရှင်းလောက်တယ်ဆိုတာက ်လှဲပြီးတော့ဖယ်ရှားပလိုက်တာအမိုက်တွေကိုအခန်းထဲမှာရှိတဲ့အမိုက်တွေကိုလှဲပြီးတော့ဖယ်ရှားလိုက်တယ်ဆိုတော့အဲ့ဒါတန်ရှင်းရေးလုပ်တာနော်အခန်းထဲမှာရှိတဲ့အမိုက်တွေကိုလှဲပြီးတော့ဖယ်ရှားလိုက်တယ်ဆိုတော့အဲ့ဒါတန်ရှင်းရေးလုပ်တာဒီကန်းကြီးလေးကအချိန်ကာလဒီကန်းကြီးလေးကကန့်တတ်တယ်အချိန်ကာလကိုကန့်တတ်ထားတယ်ဒါလေးကအချိန်ကာလဒါလေးကကန့်တတ်တယ်အချိန်ကာလကိုကန့်တတ်ထားတယ်ရက်အကန့်အသက်ရှိတယ်ဒက်လိုင်းတွေပါရှိတယ် တွေးကြည့်နော် idea ရအောင်ပြပြသင်ပေးတာပါနော်ကုညီပေးချင်တာဒါလေးကလိုက်ပို့တယ်အိုကူရီမတ်ဒါကမူကာရဲတို့ကြိုဆိုတယ်လိုက်ပို့တာနဲ့ကြိုတာနဲ့ပေါ့နော်ကြိုပို့ခြင်းအပို့အကြိုအကြိုပို့လုပ်တယ်ဒါလေးကများတာအိုအိုကြီးများတော့ဒါကအီဆိုကရှိရအလုတ်ရှုပ်တာအလုတ်ရှုပ်တာနဲ့များတာနဲ့ပေါ့နော်နဲတာမှမပါတာအဲ့တော့ပေါင်းလိုက်တော့လေအလုတ်များခြင်း အလုံများခြင်းဒီခန်းကြီးလေးကယူရာတိုရီမတ်ယူရာဒါကဖြတ်တာယူပြီးကမှပြန်ဖြတ်လိုက်အဲ့ဒါကန်ဆယ်လုပ်လိုက်တာယူပြီးကမှကက်ရှိမတ်ဖြတ်လိုက်တော့ကန်ဆယ်လုပ်တာဘာတွေးကြည့်ရမလဲဆိုတို့တွေမှာအရေးကြီးတာမူရင်းကအရေးကြီးတယ်မူရင်းရမယ်ဆိုရင်တွဲလုံးကလိုက်မိမယ် ဒါပေမဲ့အဲ့လိုတွဲလုံးကြက်တဲ့အခါမှာလဲကိုကနည်းနည်းလေး idea လေးပေါင်းပြီးတော့စဉ်းစားပြီးကြက်တတ်တယ်ဆိုရင်ကြက်ရတာတဝက်မှတ်တာတဝက်လောက်နဲ့ညော့သွားနိုင်တယ်ကွာပြောချင်တာကခန်းကြီးအလုံးတွဲလုံးအလုံး900ကြက်ရမယ်ထားအလုံး200လောက်ပဲလုံးဝမဖြစ်မနေကြည့်ရမှရှိမယ်အလုံး300လောက်ကအော်မူရင်းကဒီလိုဆိုဒီလိုလေးပါလားဆိုတက်တာသွားမယ်တက်တာရင် revision chain နေ old question chain နေ reading လောက်မလား listening လောက်မလားအဲ့တို့အချိန်နေပို့ပေးနိုင်မယ်မဟုတ်လို့ရှင်ရိုးရိုးလေးဟာတို့လည်းကိုယ်မှမတွေးလိုက်ပြီးတော့ဒါပဲထိုင်ရေးတော့အချိန်ပို့ပုတ်တယ် ဆိုတော့အလုတ်တစ်ဖက်နဲ့လောက်ကြရဲဆိုလို့ရင်အချို့အချိန်မရဘူးလေတတတတကြောင့်ရှာပြောပြတာရှာတက်အောင်ပြောပြတာနောက်ဆုံးတစ်ခေါက်ပြန်မှတ်ပေးမယ်နော်ပြီးရင်မူရင်းနဲ့နှွေးပေးလိုက်မယ်ထွက်ခွာတဲ့မူရင်းနဲ့ချွေးနဲ့ပေါင်းတော့ချွေးထွက်ခွာတာမဟုတ်ချွေးထွက်တယ်ညစ်ပတ်တဲ့မူရင်းနဲ့အလုတ်အလုတ်ခွင်ကမတန်ရှင်းမှုညစ်ပတ်တယ်ဆိုတာလက်စားတာတွေရှိတယ်အာဂတိလိုက်စားမှုတွေရှိတယ်ဥပမာ ပေးလို့ရတဲ့ဇကားရဲ့အပြင်ဘက်ကိုထွက်သွားပြီဆိုအဲ့ဒါချွင်းချက်ပဲဥပမာဘောင်ထဲမှာဥပမာပေးလို့ရတဲ့ဘောင်ရဲ့အပြင်ဘက်ကိုရောက်သွားတာအဲ့ဒါချွင်းချက် ဒါကြတော့နောက်ဘက်ကနေပြန်ရှင်းသွားတယ်။ဦးစားပေးတယ်ဆိုတဲ့အလုပ်ကကျင်နာတဲ့လူတွေအလုပ်တာ။အတကြီးရဲ့လူတွေကမလုပ်ဘူး။ဦးစားပေးတယ်ဆိုတာကျင်နာတဲ့လူတွေကလုပ်တာ။ဦးစားပေးတယ်ဆိုတာအရင်ပြုတ်လောက်ခိုင်းတာ။ပြောင်းရွှေ့တာနဲ့နေထိုင်တာနဲ့ပေါင်းတော့ပြောင်းရွှေ့နေထိုင်ခြင်း။လှဲတာနဲ့ဖယ်တာအခန်းထဲမှာရှိတဲ့အမိုက်တွေကိုလှဲပြီးတော့ဖယ်ရှားပလိုက်တာအဲ့ဒါတန်ရှင်းရေလောက်တာ ဖြစ်သွားတယ်အချိန်ကာလနဲ့ကန့်သက်တာနဲ့ပေါင်းတော့အချိန်အကန့်အသတ်ရက်အကန့်အသတ်ဖြစ်သွားတယ် လိုက်ပို့တယ်ဆိုတဲ့မူရင်းရဲ့ကြိုတဲ့မူရင်းရဲ့ပေါင်းလိုက်တော့ကြိုပို့တာဖြစ်သွားတယ်။များတာနဲ့အလုံများတာနဲ့ပေါင်းလိုက်တော့အလုံလျှော့တာနဲ့ပေါင်းတော့အလုံများခြင်း။ယူတာနဲ့ချက်တာနဲ့ပေါင်းတော့ယူပြီးကမှပြန်ချက်တာကန်ဆယ်လုပ်တယ်။ဒါဆိုလို့ရှိရင်မူရင်းလေးတကြော့မှတ်ပေးအောင်။ထွက်ခွာတာထွက်ခွာတာတော့ M4 တွေကတီးပြီးသား။ထွက်ခွာတာတော့ M4 တွေကတီးပြီးသား။ဟိုတနေ့ကလည်းတိုက်ရှိပါလေတောင်တက်တယ်ဆိုတဲ့ခန်းကြီးမှာပျော်ပြီးပြီးထွက်ခွာတာချွေ ချွေးဆိုတာအတုံးအခဲထွက်တာမဟုတ်ချွေးဆိုတာရေသဘောမလို့ရေဆက်အနောက်ကခန်းကြီးရလေဟိုတနေ့ကဖိုင်ထဲမှာလှမ်းတာမှာတော့ပါသွားသေးရလှမ်းတာလေအဝတ်တွေပါထွက်လှမ်းတာ၁၇နာရီလောက်ကြာရင်အဝတ်တွေပါလှမ်းနေလေလှမ်းမှနေပူတဲ့ထွက်လှမ်းမှတော့ချွေးတွေပါပြဲတာချွေးဆိုတာရေသဘောမလို့ရေဆက်အဝတ်စားတွေလှမ်းတဲ့အချိန်မှာနေပူတော့နေပူရက်လှမ်းရချိန်လို့ချွေးပြန်တယ်ထွက်တာနဲ့ချွေးနဲ့ပေါင်းတော့ချွေးထွက်တယ်ညစ်ပတ်တာအိုက်ကန်းကြီးတို့တရှိတွဲလို့မူရင်းလေးတင်တော့ဟာတာလေးပြောဘူးတယ် ရေရဲ့နှစ်ချက်ရဲ့ငါပုံစံလေးရဲ့ပေါင်းထားတော့ရေနှစ်ရဲ့ငါရဲ့ရေ25ရလောက်မချိုးထားတာညစ်ပတ်တယ်လို့ကိုမူရင်မှတ်ပေးထားတယ်ပြီးတော့အလုတ်အလုတ်ခန်းကြီးကိုကိုတေချာမှတ်မှတ်နီးမှာပါခဲ့တယ်ဒီမှာနာ M5 ရဲ့နာ M4 ကအတန်နာကနေအတန်နေကိုမလွတ်သွားအောင် မလွတ်သွားအောင်နားထောင်နေရတာရှော့ခုလို့ခေါ်တယ်အလုတ်ခွင်မားလို့ပြောဖို့တယ်အဲ့တုန်းကအမမှတ်နေလေးတရားမှတ်မိရယ်ကိုပြောခဲ့တဲ့စကားဥပမာလို့ကို့မနဲ့ကိုတယောက်တည်းနေတယ်ငကြက်ကြီးတက်ထားလို့ရတာဘု து စကားမှနားမထောင်မင်းနဲ့အလုတ်မှသွားပြီးတော့မထီမိတ်မြင်လို့လို့မရဘူးနားထောင်ရတယ်အဲ့တော့နားကနေနားကနေအတန်နေကိုအတန်နေကိုမလွတ်သွားအောင်ကို့ကိုခိုင်းတဲ့အတန်နေကိုမလွတ်သွားအောင်နားထောင်ရတာအလုတ်ရေ 25လောက်မချူတာညစ်ပတ်တာအဲ့တော့ညစ်ပတ်တယ်အလုတ်ခွင်ရညစ်ပတ်တယ်ဆိုတော့ခုနကပြောတဲ့လက်စားမှုတွေအာဂရိလိုက်စားမှုတွေရှိတာရေခိုင်းကခြွင်းချက်အဲ့တော့ဥပမာဆိုတဲ့ဟာကိုရှင်းပြမယ်လူတယောက်ကတပုံစံလေးမြင်တက်ဆန်းလို့မှအမျက်ပေးနေကြလူအများကြီးကိုဓာကင်နီဥပမာလေးနဲ့ရှင်းပြစဖို့မှုပေါ့ကွယ်စဖို့မှုပေါ့ဥပမာဒါရှိဆီယာမကြတော့ ဘောဝင်ကိုင်းပြီးတော့ရှင်းပြတယ်ဟုတ်တယ်နော်အနည်းနဲ့များတော့ဒီဗီဒီယိုဖောင်ကြည့်လို့ယာကနန်းရှိမယ်ဆိုရင်လူတစ်ယောက်ထဲကနေလူတစ်ယောက်ထဲကနေလူတစ်ယောက်ကနေလူအများကြီးကိုဓာတ်ဘလို့ကိုင်းရမလဲဆိုတော့ဥပမာလေးပြပြီးတော့ရှင်းပြတယ်ရဲရဥပမာဥပမာဥပမာပေးလို့ရတဲ့စကလုံးရဲ့အပြင်ဘက်ရောက်သွားအဲ့ဒါချွင်းချက်ရဲကိုင်းကချွင်းချက်ကျင်နာတော့ဟိုတနေ့ကတင်ပြီးသွားပြီ ဒီ N5 ကအရင်ကတော့ N5 လောက်ဆိုတော့မပြောတော့ဘူးကွနော်ဦးစားပေးတယ်ဆိုတာကျင်လာတဲ့လူတွေလောက်တာဦးစားပေးတယ်ဆိုတာအရင်ပြုတ်လောက်ခိုင်းတာပြောင်းရွှေ့နေထိုင်းနေဒီကန်းကြီးလေးကပြောင်းရွှေ့တာဒီအရှိအအစိပိုင်းလေးမြင်တယ်ဝါတာရှိလို့ပဲမှတ်ပေးတာသူကကောက်ပင်အစိပိုင်းဆိုပြီးတော့ဝါတာရှိကဝါတာရှိခန်းကြီးရဲ့တချမ်းနဲ့တူလို့အဲ့ဒါပဲယူမှတ်ပေးလိုက်တော့တာနော်ဝါတာရှိကတပုံစံလေးမြင်တက်ဆန်လို့ပဲမှတ်ပေးခဲ့တာဟိုပါလေ ပုံအောင်ပုံသေးတော်ဖြစ်နေပြီကိုပါဇက်ကနေပြောတာလေအကျဉ်းသားတော်ရနေအဲ့တော့တာနှစ်ခုဆင်ထားတော့အိုးအိုးကြီးတက်ဆန်တက်ဆန်အများကြီးနှစ်ခုဆင်တော့များတာဟောတိုက်ရှိကနေရာတွေအများကြီးကိုပြောင်းရွှေ့တယ်တိုက်ရှိကတာနှစ်ခုဆင်ထားတော့တက်ဆန်နှစ်ခုဆင်ထားတော့နေရာတွေအများကြီးကိုပြောင်းရွှေ့တယ်ဒါကနေထိုင်တာ M4 လူတယောက်ရဲ့ဘဝမှာဒီခန်းကြီးကအဓိကကြတာအဓိကကြတဲ့နေရာမှာနေထိုင်တာလဲပါတယ် စားဝတ်နေရေးထဲမှာနေထိုင်တာလေအဓိကကြတယ်ညာအိညာအိညာတာဆိုဘမသွားနေကြအဲ့တော့ပေါင်းလိုက်တော့ဝတ္တရှိကဝတ္တရှိခန်းကြီးတစ်ချမ်းမလို့အဲ့ဒါပဲယူလိုက်တာတိုင်ရှိကတပုံစံနှစ်ခုစဉ်အများကြီးနေရာအများကြီးကိုပြောင်းရွှေ့တယ်လူတယောက်ရဲ့ဘဝမှာအဓိကကြတဲ့နေရာနေထိုင်တာလေပါတယ်ပြောင်းနေနေထိုင်နေပေါင်းလိုက်တော့ပြောင်းရွှေ့နေထိုင်နေတန်ရှင်ဒါကလှဲတာ ဒါကဖယ်တာအခန်းထဲမှာရှိတဲ့အမိုက်တွေကိုလှဲပြီးတော့ဖယ်ရှားလိုက်တယ်ဆိုတော့တန်ရှင်းရေးလောက်တာပဲလှဲတယ်ဓမျက်စီလဲတာကိုမြင်ကြည့်လိုက်လက်ကနေဓမျက်စီကင်ပြီးတော့လဲတာဘယ်ချိန်ဓမျက်စီလဲမလဲခံအဲရီမတ်ဆက်နောက်ဘက်ကအချမ်းလေးအိမ်ပြန်လာတဲ့အချိန်အောင်မှလဲရမှာလမ်းမှာမလဲနဲ့အိမ်အောင်မှလဲဓမျက်စီလဲတယ်ဆိုတာလက်ကနေကင်ပြီးတော့လဲတာဘယ်ချိန်မှလဲလဲအိမ်ပြန်လာတဲ့အချိန်အောင်မှလဲတာ ခါအဲဒီမက်ဆီနောက်ဘက်ကအချမ်းလေးဒါလေးကဒမျက်စိလဲတာဟာခီမက်ဒမျက်စိလဲတာအနောက်ကခန်းကြီးကဖယ်ရှားတာဘီတာပုံစံပိုင်းအမြင့်ဒီအနောက်ကခန်းကြီးတီးတဲ့ဟာပိုတာအမိုးအောင်မှာနှစ်ယောက်စားပြီးတာတော့ချီဆိုင်တေးသေးလေးပိုသေးတယ်နှစ်ယောက်စားတေးသေးလေးနှစ်ယောက်စားစားပြီးတာတော့တေးသေးလေးအနေငယ်ပိုသေးတယ်ဒီခန်းကြီးကပိုတာထားပါတော့ကအိမ်အမိုးအောင်မှာ နှစ်ယောက်စာချက်ထားတာနှစ်ယောက်စာအပြင်နှစ်ယောက်စားပြီးတာတော့ကြီးဆိုင်တစ်သေးလေးအနှဲငယ်ပို့သေးတယ်ဒါဆိုပို့တာအာမရုအာမရီပို့သည်အခုကဒါဘီတာနဲ့တွင်ဘီတာပိုင်းအမြင့်အမြင့်ကြီးတွေကိုတက်မယ်ဆိုရင်ပို့တဲ့လူတွေကိုပြန်ပြီးတော့ဖယ်ရှားဓလေကားကိုတွေးကြည့်ွယ်ဓလေကားဆိုအမြင့်ကိုတက်တာအမြင့်ကိုတက်မယ်ဆိုရင်သူဓလေကားတင်နိုင်တဲ့ weight ထက်လူဦးရေထက်ပို့တဲ့လူတွေဆိုပြန်ပြီးတော့ဖယ်ရှားပလိုက်တယ် ေါင်းလိုက်တယ်လှဲတာနဲ့ဖယ်ရှားတာနဲ့ပေါင်းတော့အခန်းထဲမှာရှိတဲ့အမိုက်တီကိုလှဲပြီးတော့ဖယ်ရှားလိုက်တယ်ဆိုတာတန်ရှင်းလို့ပလိုက်တာစိုးကြီးလှဲတယ်လက်ကနေကင်ပြီးတော့လဲတယ်ဘယ်ချိန်မှလဲအိမ်ပြန်ရောက်လာတဲ့အချိန်မှလဲတယ်ဖယ်ရှားတယ်အမြင့်ကိုတက်မဲ့အချိန်မှဝိတ်ပိုနေရင်စီရမဲ့လူတွေပိုနေတယ်ဆိုရင်ပြန်ပြီးတော့ဖယ်ရှားတယ်လှဲပြီးတော့ဖယ်ရှားတာတန်ရှင်းလို့တာစိုးကြီးကတန်ရှင်း အချိန်ကာလနဲ့ကန့်သက်တာအချိန်ကာလအခုအချိန်ကာလကလေလှေကားလေးနဲ့လှေကားဆိုတာအမြင့်အောင်တက်ဖို့အတွက်လှုပ်ကြတာဟုတ် များသောအားဖြင့်ကအဲ့တော့အခုကဘာအချိန်ကာလလဲဆိုလှေကားထောင်ပြီးတော့အမြင့်ကိုတက်ဖို့အတွက်စူးစမ်းနေတဲ့အမြင့်ဆိုအမြင့်မှာဘာရှိလဲလာရှိတယ်လာတော့နေလို့ရှိတယ်အခုကဘလို့အချိန်ကာလလဲဆိုတော့လှေကားလေးထောင်ပြီးတော့လှေကားလေးထောင်ပြီးတော့ဒါလှေကားလေးထောင်ပြီးတော့ လရှိတဲ့အမြင့်ကိုနေရာမျိုးအမြင့်ဆုံးလိုနေရာမျိုးတက်ဖို့စ조사နေတဲ့အချိန်ကာလဒါကြောင့်မလို့တင်ယူလေ့လာနေကြတာလေဒါကအချိန်ကာလကန့်သက်တယ်အဲ့ဒီအမြင့်ကြီးတွေကအနောက်ကကောင်းတာကြောက်စရာကောင်းတာမလို့ကန့်သက်ချက်တွေရှိတယ်နှလုံးရောဂါရှိတဲ့လူတွေမတက်ရကလေးတွေမတက်ရအမြင့်မိုင်းနဲ့ပတ်သက်ရင်အမြင့်တွေကကြောက်စရာကောင်းတာမလို့ကန့်သက်ချက်တွေရှိတယ်ဒါကကန့်သက်တာ အချိန်ကာလနဲ့ကန့်သက်တာအချိန်ကာလတို့တွေကအခုဘလို့အချိန်ကာလလေလေကားလေးထောင်ပြီးတော့လေကားလေးကနေလေကတိလေးလိုလာရှိတဲ့အမြင့်ဆုံးကိုတက်မဲ့တက်ဖို့စူးစမ်းနေတဲ့အချိန်ကာလအမြင့်ဆုံးကိုသွားဖို့အတွက်စူးစမ်းနေတဲ့အချိန်ကာလဒီထက်နှိမ့်နေဘဝကိုသွားချင်တာမဟုတ်ဘူးဒီထက်မြင့်နေဘဝကိုသွားချင်တာလေကားလေးလိုမျိုးတစင်ပြီးတစင်လာရှိတဲ့အမြင့်ဆုံးလိုနေရာရောက်အောင်စူးစမ်းနေတဲ့အချိန်ကာလဒါကကန့်သက်တာအမြင့်တက်မယ်ဆိုရင်ကြောက်စရာကောင်းတာမလို့ကန့်သက်ချက်တွေရှိတယ်အချိန်ကာလနဲ့ကန့်သက်တာနဲ့ပေါင်းတော့ ခိကန်ရက်အကန့်အသတ်ဖြစ်သွားတယ်ကြိုပို့တာဒါလိုက်ပို့တာလိုက်ပို့တယ်ဆိုတဲ့ကိစ္စအ ਨੇ ဆုံးလူနှစ်ယောက်တော့ပါတယ်နှစ်နဲ့လူနဲ့လူနှစ်ယောက်ဘာလို့ကျွန်မကျွန်မကိုကျွန်မလိုက်ပို့မယ်မပြောဘူးလိုက်ပို့တယ်ဆိုတဲ့ကိစ္စမှာအ ਨੇ ဆုံးနှစ်ယောက်ပါတယ်နှစ်နဲ့လူလူနှစ်ယောက်ဘယ်ကလိုက်ပို့လဲလမ်းလေးကနေလိုက်ပို့တယ်ဒါလိုက်ပို့တာအိုခူရီမတ်အိုခူရီမတ်ကလိုက်ပို့တာကြိုတာကြိုတယ်ဆိုတဲ့ဟာလေးရောတချို့ဒီပုံစံလေးကို အလံလေးလို့ပြောဘူးနှစ်နိုင်ငံအလံဒီမှာဥမာဂျပန်နိုင်ငံအလံနဲ့မြန်မာနိုင်ငံအလံနဲ့နှစ်နိုင်ငံအလံနှစ်နိုင်ငံအလံလေးကင်ပြီးတော့လမ်းလေးကနေလာကြိုးတယ်ဒါလေးကိုနှစ်နိုင်ငံအလံလို့မြင်ကြည့်လိုက်အလံမုန်စံလေးအလံနှစ်နိုင်ငံအလံလေးကင်ပြီးတော့လမ်းလေးကနေလာကြိုးတယ်လိုက်ပို့တယ်ဆိုတာလူနှစ်ယောက်လမ်းကနေလိုက်ပို့တယ်လို့ကြိုးတဲ့အခါမှာနှစ်နိုင်ငံအလံလေးကင်ပြီးလမ်းလေးကနေလာကြိုးတယ် လိုက်ပို့တာနဲ့လိုက်တာဖြစ်တယ်လိုက်ပို့တာနဲ့ကြိုတာနဲ့ပေါင်းတော့အကျိုးအပို့ဖြစ်သွားတယ်စိုးခဲရကြိုပို့ခြင်းဒါများတာဒါအလုတ်ရှုပ်တာဒါခိုခိုးတော့နှလုံးသားနှလုံးသားကြီးကကိစ္စမှာနှလုံးသားကြီးကရင်မခုန်တက်တော့အောင်တည်နေရလို့ခံစားရအောင်အလုတ်များတာလူတည်ွားတာမဟုတ်နှလုံးသားကြီးကကိစ္စမှာတည်ဆုံးနေရလောက်အောင်အလုတ်တွေရှုပ်နေတယ်အချိန်မပေးနိုင်ဘူးပေါ့ကွယ်အဲအဲ့လိုပုံစံမျိုးများတာနဲ့အလုတ်ရှုပ်တာနဲ့ပေါင်းတော့အလုတ်များတာတာဘိုးကအလုတ်များခြင်း ဒါထူတာမဟုတ်ဘူးနော်ယူတာယူပြီးမှဖြတ်လိုက်တယ်ဆိုတာကန်ဆယ်လုပ်တယ်ယူတာကိုကြည့်မယ်ယူတာက အရှိရာနားအစိပ်ပိုင်းလေးတင်မိသားတွေပြန်တင်တာလို့အမြန်မဲ့သွားတယ်နော်နောက်ကမာတနားနဲ့မာတအစိပ်ပိုင်းနောက်ထပ်နောက်ထပ်ထပ်နားထောင်ခြင်းလို့နှကြက်တွေဘာတွေယူသွားတယ်လေဟုတ်တယ်နော်နှကြက်ယူတယ်ဆိုတာတခြင်းတစ်ပုတ်ကိုတစ်ခါနားထောင်တာမှမဟုတ်တာနားနဲ့မာတ နောက်ထပ်နောက်ထပ်ထပ်နားထောင်ခြင်းလို့နှကြက်တွေပါရယူတယ်ဒါကရေရေနဲ့၃နာရီထိုးမိတွေထနှိမ့်ရတယ်ဒါကနှိမ့်တာရှိတယ်ဖြတ်တာရှိတယ်နှိမ့်တာတော့ဖြတ်တာရေနဲ့ထနှိမ့်ရတယ်မိကိုနှိမ့်နေဆိုရင်ရေနဲ့ထနှိမ့်ရတယ်၃နာရီထိုးဤလာထွက်တဲ့ချိန်မိလောင်လို့ရေနဲ့နှိမ့်ရတယ်နှိမ့်တာရှိတယ်ဖြတ်တာရှိတယ်ယူပြီးတော့မှပြန်ဖြတ်လိုက်တာကြတော့အဲ့ဒါကန်ဆယ်လုပ်လိုက်တယ် မှန်နေနေဒီနေ့မောနေလို့ထက်ခါတက်ခါပြန်မကြော့ထားဘူးဒါတော့တော်တော်လေးပြောထားပါရနော်တင်မိသားရေလည်းဖြစ်နေလို့ပါဒါလေးကတော့အန်ဒရီခန်ကြီးတွဲလုံးပညာလနာဗီဒီယို၃ဖိုင်မြောက်ပါရှင်